အားလုံးပဲမင်္ဂလာပါအောက်တိုဘာ၁၄ရက်နေ့ကမ္ဘာ့အဆုံသတင်းတွေနဲ့တိစဆွေးနွေးကြည့်အောင်ပါဒေါ်နယ်ထရမ့်ကအခုအီဂျစ်ကိုရောက်နေပြီအီဂျစ်ကောင်ဆောင်နဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာဒီအာရဗ်ကောင်ဆောင်တွေနဲ့လည်းငင်းချိုင်းဆွေးနွေးပွဲလုပ်နေကြတယ်ပေါ့ဖစ်စမစ်လုပ်ပေးကြတာပေါ့နော်ဒေါ်နယ်ထရမ့်ကအခု sorry guys ဟောပါတယ် alright so ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ် အီဂျစ်တမရနဲ့တွေ့ဆုံတော့ကဒရင်းမီဒီယာရင်းကထရမ့်ကိုမေခွန်းထူချတာတခုလေးမေးထားတာရှိတယ်အဲ့ဒါကတော့တစားခန်းတွင်အကုန်လုံးကတော့ပြန်လွတ်ပြန်လွတ်မြောက်လာပြီပေါ့မိသားစုတွေနဲ့ပြန်တွေ့နေပြီဒါဆိုတော့ဂျန်နဲ့အလောင်းတွေရောဘေးရောက်နေလဲဆိုမှမေခွန်းတွေမေးနေကြတယ်ပေါ့နော်ဒီမိနစ်မှာလဲဆိုတော့အခုလက်ရှိချိန်နေအဲ့ဒီတစားခန်းတွင်ရဲ့အလောင်းတွေကိုရှာဖွေနေစေဖြစ်နေတယ်တဲ့ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှအခု အဂျစ်တမရနဲ့တွေ့ဆုံပွဲတော်လရှမ်ဘာလို့ပြောခဲ့ကြလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်ရအောင်ပါကျွန်တော်တို့ပထမအုပ်ဆုံးတော်လရှမ်ရဲ့အဂျစ်ရောက်ပုံကိုပြပြီးမှနောက်ပိုင်းမှာပဲအဂျစ်တမရနဲ့တွေ့ဆုံပွဲတွေကိုကျွန်တော်ပြန်ပြမယ်ပေါ့နော်โอเคဒါကတော့တော်လရှမ်အဂျစ်ရောက်နေပါပြီချက်လောက်နော် negotiation and of pushback as well. Um, they are co organizing this summit of peace happening today. Uh, we're expecting more than 20 world leaders, up to something like 27 world leaders coming in for this. So, Ijima, Kabak, Pangsong, Tasene, Kuni, Nasene, Ku, Tasejo, Wabia, Labima. သူတို့ကငိတ်ချိုင်းရေးစမစ်လို့မယ်ငိတ်ချိုင်းရေးဆွေးနွေးကြမယ်ကပအခေါင်းဆောင်နော် which basically is trying to lend credence credibility stabilization to trump's 20 point အဒီကာကဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုချက်အချက်ပေါင်း၂၀ကိုတင်းငင်အချက်အောင်ထိမ့်သိမ့်ဖို့ရအတွက်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကဟာမတ်စ်ကပြန်တိုက်ခိုက်မှလားဂျန်တဲ့အကြံဖက်တွေက စုပုံအောင်ထားမှုပြန်လုပ်မှလာဆိုဆူရင်နေကြတာကိုဒါရီကိုမဖြစ်မဖြစ်နိုင်အောင်ပေါ့မဖြစ်ပေါ့ middle is အလုံးကလည်းပါမယ် middle is ခေါင်းဆောင်အလုံးကလည်းပါမယ်ဆိုတော့တေချာလာကတော့ Trump plan ကို tinging HR account တွေပို့ဖို့အလုံးခေါင်းဆောင်တမားတွေအလုံးကအဝိုင်းပြီးညှိနှိုင်းဆွေးနွေးတိုင်ပင်ကြမယ်အဲ့ဒီဂျာလေးကလည်းနော်အဖွဲ့တေးတေးလေးတွေကပြဿနာရှာမယ်ဆိုတော့အဲ့ဒီပြဿနာရှာတဲ့အဖွဲ့တေးတေးလေးကပဲဒုက္ခရောက်မှာတော့တေချာတယ်ပေါ့ plan. And it's not just from the Arab world and the Islamic world. You know, Egypt here, Qatar, another mediator, Turkey, Jordan, Pakistan, Indonesia, but also Indonesia, Pakistan, Egypt, Jordan, Qatar, Saudi Arabia, Kulung. in leaders, France and the United Kingdom, both governments, of course, in recent weeks have. France and the UK, Palestinian state, Germany, Italy, Spain, Norway. Germany, Italy, Spain, Norway, le ba me. Sin sa ji bo ra ro. Ka ba a long khaw saung lwin ka di no. So North America with Canada uh, in the mix there. But uh, this, again, is just to try to make sure that mm. it's not just the phase one that we have been reporting on ဆိုတော့အခုလိုမျိုးတွေ့ဆုံဖို့လို့နေတာကနော်ပထမအဆင့်တက်တက်တာမဟုတ်ဘူးတကယ်ပဲကပခေါင်းဆောင် အားလုံးကြီးကဒီကိစ္စကိုအရင် serious ပြီးလုပ်နေကြတယ်ပေါ့နော်စဉ်းစားကြည့်ခုနကသူပြောနေတဲ့နိုင်ငံအားလုံးပူပေါင်းပြီးမှတိုင်ပင်ဆွေးနွေးနေတဲ့ငင်းချရေး plan ကြီးกว่าဘေကောင်ကလာပြီးမှမြို့မွေးရေးအောင်မှလည်းဘေကောင်ကလာပြီးမှပဲစောက်ရက်ရေးအောင်မှလည်းเนาะဆိုတော့နောက်ထပ်တစ်ခါ 哦ဟမတ်စ်ညကပြန်လို့ရှားမယ်ပြန်လို့မယ်ဆိုတဲ့ဟာမဖြစ်နိုင်တော့မဖြစ်နိုင်တော့ဘူးကောတကယ်လို့မြန်ဟမတ်စ်တွေကပြန်တောင်းချမယ်ဆိုရင်တော့ခုနကကျွန်တော်ပြောနေတဲ့နိုင်ငံအားလုံးကအဲ့ဒီဟမတ်စ်တွေကတကုံစော်မှာပဲဆိုတော့နိုင်ငံတကာအားလုံးကလည်းဟမတ်စ်ကိုချမှာပဲတိတ်ချတယ်ပေါ့နော် Okay Trump ကတော့ဆင်းလာပါပြီ down the stairwell uh, one thing that jumped out to me last year while in cairo was that this is a city going through massive development of what they just and it speaks to development that they likely want to continue. I don't know if we can hear the conversation between these two gentlemen, but President Trump uh, shaking hands with President El Sisi now as they make a few remarks, walk down the carpet, which has been laid out for the US Commander in Chief. You can see what appear to be military honors there and some ceremonial music playing as well. Yeah, all <laughs> of the shared goal. Okay, Taka, Egypt, my young lady. Egypt, you open up by Egypt, the Tamrane, Pede. Egypt, Tamrane, Pede, some Buema, Barry Swinney, K. so I could know Chichi Yama, no? We're in a country where a friend of mine is a very powerful leader, and my friend is right here, the president but uh, also the general, you know. Sometimes I call him, usually I call him the general because he's both and he's good at both. And uh, they've done a fantastic job. Tuka ijima, tuka ijima tamra le pinne le general le pinne si bumudi chile pinne le bono. Right, because they don't play games. That's why they don't play games like we do in the United States. We're governors that have no idea what they're doing. But they don't have crime. I ask about crime and they almost don't even know what I'm talking about. so, Trump ကတော့ Egypt ရဲ့သမ္မတကြီးကိုချီးကျူးတယ်ပေါ့ဗျာသူတို့က they don't play games ပေါ့နော်ကျွန်တော်တို့ America ကလိုမျိုးနိုင်ငံရေးရှုပ်ထွေးအောင်မလုပ်ဘူးတဲ့ Egypt မှာရာဇဝင်မှုအကြောင်းလိုမင်းနေတယ်သူတို့ကတိုက်တော်မတည်ဘူးတဲ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Egypt ကရာဇဝင်မှုအသိမရှိဘူးအစူရကကောင်းကောင်းလေးထိချုပ်နိုင်လို့ တခုသည်မလူစုသည်မတော့တိတ်မရှိဘူးဆိုတဲ့သဘောပါပေါ့နော်ဆိုတော့အီဂျစ်ကဖရမ်စ်ဘောရာဇဝမှုကအရန်နေတယ်ဆိုမှထောက်ကတော့ချီကျူးပါတယ် Great tribute to this man. He's done a fantastic job in bringing this country together. And the United States is with him all the way. Thank you. So, so, peace processing. He's played a very important role and they had a very important role with Hamas. In fact, the general was uh, right here with very. So, Egypt ခံကန်တာကဘယ်လောက်ထိရေးကြီးတယ်ဆိုတာမင်းနေတယ်ပေါ့နော်အရန်နဲ့ရေးကြီးတယ်တဲ့အထူးသဖြင့် Hamas နဲ့ပတ်သက်ပြီးမှ Egypt ခံကန်တာကအရန်ရေးကြီးတယ်တဲ့နော်ဘာဖြစ်လို့လဲဆိုတော့ Hamas ကိုရင်ကလည်း Egypt ကိုအထင်ကြီးလေးစားတဲ့နိုင်ငံတစ်ခုဖြစ်နေတယ် Egypt ရဲ့ခေါင်းဆောင်ကိုလည်းထင်ကြီးနေစားတဲ့လူတစ်ယောက်ဖြစ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။အဲ့ဒါကြောင့် well, In Israel just now, you were talking about a possible Iran peace deal. You said we are ready when you are. Is that the ultimate goal with today's signing to get yeah. enough not iran but but i think iran will come along so iran အကြောင်းနဲ့မေးတာပေါ့နော်ဆိုတော့ trump ကပြောနေတယ်ခင်ဗျားတို့ iran ပေါ့ခင်ဗျားတို့အစင်တင်ဖြစ်တဲ့နေကြလို့ရှိရင်ကျွန်တော်တို့ကိုလာပြောပါကျွန်တော်တို့က ready ဖြစ်နေပြီဆိုတော့ပြောနေတယ် iran နဲ့ us အကြားကသဘောတူစာချုပ်လက်မထူဘူးပေါ့ဆိုတော့ trump ဒီနေ့ iran နဲ့ရောလက်မထူမှာလားဆိုမှမေးနေတယ် trump ကတော့ဒီနေ့တော့မဟုတ်ဘူးတဲ့ဒါပေမဲ့ iran နဲ့လည်းဒီသဘောတူစာချုပ်လက်မထူဘူးလို့မျိုးလင့်ထားပါတယ်ဆိုတော့သူပြောထားပါတယ်ပေါ့နော် getting battered and bruised and you know they, they, they need some help they big sanctions as you know tremendous sanctions i'd love to take the sanctions off when they're ready to talk so no but they iran ka le kungi lu ne de bo ma phlo so thuro ka sanction ni pe su mu ri ne khan ne ya de phit de bo so thuro ka asin tin phit ne de a chain cha ma us ne tai bi suin we bu asin tin phit ne de a chain cha ma be ကျွန်တော်တို့ကအီဂျစ်ပေါ်မှာပိတ်ဆို့မှုတွေကိုပြန်ရောက်သိမ်းပေးမယ်ဆိုမှထောက်ကတော့ပြောပါတယ်နော် again really survive with those sanctions those sanctions are very tough so any sanction na ro egypt ka di dai da set up pi twa nei me sa ta shin nai ma mo bu de no are you iran le si pi ma ba de ni chai la chao chao ma ba de no

And by the way, Iran did put out a statement, you know, that they support this deal very wholeheartedly. So that was in itself something. But no, I, I think they want to. Uh, that's all I do in my life. I make deals. And uh, they want to make a deal. So contact, the of the living hostages have been returned. Can you please tell us what the next steps are? Well, right. right. they're going and looking for bodies. It's a pretty gruesome task. and they're uh, they know where numbers are, as you know. I guess five or six are in yet now, but uh, they're looking for bodies. They know the areas and they uh, search bodies out, and they're doing it. Oh. အခုကတော့တစ်ဆက်ခါမြန်သွားပြီးတော့ပြန်ပြန်ကြပြီပေါ့အခုဆောင်ပြောတဲ့အဓိကလေးမှာပါပါလဲဆိုတော့ bodies တဲတဲ့အလောင်းတွေကိုအခုရှာဖွေနေစေဖြစ်တယ်တဲ့သူတို့ကလည်းဒီ area ကိုကောင်းကောင်းနဲ့တိပါတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ ဟမတ်ပန်တာရဲ့တစားကံတွေနေမှာအသက်ရှင်နေနဲ့ပြန်လွတ်လာတဲ့လူကအယောက်20ရှိတယ်။လက်ရှိချိန်မှာအလောင်းတွေနဲ့အမှကြံခဲ့တဲ့အလောင်းတွေနော်လူတီအလောင်းတွေက30နဲ့ရှိရောက်လောက်ကြံသေးတယ်။အဲ့ဒီလူတီအလောင်းတွေ30နဲ့ရှိရောက်ကလည်းမိဘတွေကပြန်လို့ရှင်တယ်။သူတို့အလောင်းကိုတွေ့ချင်တယ်အယူလေးပြန်ယူရှင်တယ်အကုန်လုံး။ဆိုတော့အဲ့ဒီအလောင်းတွေကလည်းရှာဖွေနေစေဖြစ်တယ်ဆိုမှအထောက်ပါတော့ပြောနေတယ်ပေါ့နော်။ဆိုတော့ လူတီအလောင်းတွေကတော့အခုချိန်နေကြီးမှာတော့ပြန်ရှာဖွေနေစေဖြစ်နေတယ်ပြန်မလာသေးပါဘူးဆိုတဲ့သဘောပါ President Trump, he tell us when phase two of the negotiations will begin. Well, it started. I mean, it started as far as we're concerned. Phase two started. And, uh, you know, the phases are all a little bit mixed in with these. So, do you think that the phase two will begin? ဒုတိယအဆင့်ကစနေပါပြီတဲ့အရှောင်းကဘာဖြစ်လို့လဲဆိုတော့အခုကအမှန်ပြောရမယ်ဆိုတော့ပထမအဆင့်ကဒသခါတွင်ပြန်လွှဲရေးဣသရေလကလည်းသူတို့ဖန်ထားတဲ့လူတွေကိုပြန်လွှဲရေးဒုတိယအဆင့်ကတော့ UN ရဲ့အကူအညီ humanitarian aid ပေါ့နော် you ဒီမှာအကာစားမှာငပ်ပြတ်နေတဲ့လူတွေကိုအကူအညီထောက်ပံ့ရေးဖြစ်နေတယ်အဲ့ဒီနောက်ပိုင်းမှာ ကာဇာကိုပြန်လည်တိဆောက်ရေးစသဖြင့်ပါနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီကာဇာပြန်လည်တိဆောက်ရေးမှလည်းခုကစနေပါပြီလမ်းတွင်ကလည်းရှင်းလင်းနေပြီနော်အင်တွေကလည်းရှင်းလင်းဖို့စနေပါပြီအဲ့ဒီနောက်ပိုင်းမှာပဲဒီဂျာကာလာအစုရဖန်တီးမယ်ဗန်ဂါတို့ကအဆင့်၄၅တော့မှရှိတယ်ပေါ့နော်ဆိုတော့အခုဒုတိယအဆင့်ကလည်းစနေပါပြီဆိုတော့ထောက်ကတော့ပြုံးနေပါတယ် Cleaning up, uh, in looking at Johnson, It's a lot of cleanup. That's she knew no, that I right? wrote In my speech, I talked about the debris. I used the word debris. That's debris times ten. So, uh, but we're gonna, they're gonna really do a job. They have a lot of power. And another room, you have the wealthiest, some of the wealthiest nations in the world. Yeah. All leaders, the, the big leaders are here. The, the, emirs and the kings and everybody, and it's it's a very interesting group. I guess you have like thirty-five. ဆိုတော့အဲ့ဒီပြန်လေတိဆောင်ရေးမှာပေါ့နော်ကမ္ဘာအချမ်းသာဆုံးလူတွေလေးပါတယ်အထူးသဖြင့်အာရဗ်နိုင်ငံကအရင်ချမ်းသာခဲ့တာကိုအာရဗ်နိုင်ငံတွေကလည်းရင်ချမ်းသာတယ်တော့ဒီဘရင်တွေနော်အစိုးဘွားတွေရှိနေတယ်အဲသူတို့ကလည်းစာပြီးပြင်ဆင်မှုလုပ်နေပြီပေါ့ and I'm sorry because you're 35 that we invited everybody that we invited okay so it's so, uh, a lot of respect and so Trump ကဖိတ်ခေါ်ထားတဲ့ကမ္ဘာခေါင်းဆောင်တော်တော်များများအားလုံးကရောက်ရှိနေပြီပေါ့နော် ဆိုအဲ့ဒီလူတွေအားလုံးပူပေါင်းပြီးမှပဲပြန်လည်တည်ဆောင်ရေးလို့မယ်ပေါ့ tremendous progress both in the middle east uh, this country is doing very well it has good leadership တော့ဆမ်ကပြောနေတယ်ဒီတမူထူးခြားပြောင်းလဲမှုတော့ခင်ဗျားတို့တွေ့ပါလိမ့်မယ်တဲ့ immediately မှာပဲဖြစ်ဖြစ် Israel မှာပဲဖြစ်ဖြစ်အနောက်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီ immediately အရှိလေပိုင်းခေါဆောင်တွေရဲ့လေဆိုရှိပြအရန်ကောင်းပါလားဆိုမှဆမ်ကပြောနေတယ် it's really nice when you say, How's your crime situation? And they like don't even know what you're talking about. What do you mean crime? We don't have crime. Because if he is crime, he puts it out very quickly. Some people think that's not nice, but I think it's great. Because people don't know. So, how is your cramps? Come on, yes, we're <laughs> mobile. Le, me, I throw kata imiti So, ijima, lusu luku, lusu lumai, ta kushi yeso chachin thong le. တချို့လူတွေကဒါကမမကောင်းဘူးပါအဲ့လိုခွင့်ရချူဖောက်နေလို့ပြောနေကြတယ်ထရမ့်ကတော့တဘောကြတယ်ပေါ့အခုလိုမျိုးလူစုလူမိုက်ဆိုတော့ထောင်နဲ့ပဲတန်တယ်ထောင်ချမှာပဲတန်တယ်စင်ပီတယ်ဆိုတဲ့တဘောပါပေါ့နော်ဆိုတော့ထရမ့်ကတော့အဲ့ဒါကရန်ကောင်းတယ်ဆိုမှချီးကျူးတယ်ပေါ့အီဂျစ်မှာရဇဝင်ရဇဝင်တားကောင်တိတ်မရှိဘူးပေါ့နော် They don't want to be stupid people. They have a, a place that uh, is uh, knew him very well. The first round, because we knew each other from the beginning. The first time I met, it was in a hotel, and I was going to meet him, and then Hillary Clinton was following me. Remember Hillary Clinton? so, no, you know, but my own song, there's a lot of people သူနဲ့ကျွန်တော်ကဟိုတယ်တစ်ခုမှာတွေ့နေတယ်တဲ့ဒီအီဂျစ်သမရာကြီးကအဲတော့ကဟဲဟဲဟင်လာကလင်တန်မမိသေးလားကျွန်တော်တော့ကလည်းတကောက်ကောက်လိုက်လားဆိုမမိသေးလားဆိုတော့မင်းနေတာပေါ့နော် You <laughs> see Hillary, she's got two seconds. But it really is really one of the best around the knew what was going to happen. But that was the first time we met. And we had a very good chemistry together. And, uh, so, uh, it, so I want to thank you all very much I appreciate the way you covered the uh, this really momentous i've never said anything like it the level of love the level of respect for what it is and it's you know it's it's peace in the middle east and everybody said it's not possible to do ဆိုတော့တရီမီဒီယာတွေကလည်းသူကကျေးဇူးတင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှခေါင်းခေါင်းကောင်းကောင်းလေးခါပါလို့ပြင်နေတော့ပေါ့နော်တချို့လူတွေကအရှိန်အလေပိုင်းမှာငိမ့်ချင်ရေးပေါ်ဆောင်နေဆိုတာဘလူးမဖြစ်နိုင်မှာမဟုတ်ပါဘူးဇူမပြုတ်နေကြတယ်အဲ့ဒါဆိုတော့ Trump ကတော့မဖြစ်နိုင်တာမရှိပါဘူးပေါ့အခုကြည့်ပါအဲ့ ရရှိလေပိုင်းမှာငင်းချမ်းရေးကျွန်တော်ဖော်ဆောင်နေတာပဲဆိုပါပြောနေတယ်အဲ့ဒီအတွက်မှန်ကန်စွာသတင်းတင်ပြနေတဲ့မီဒီယာသမားတွေကိုလည်းကျေးဇူးတင်နေဆိုမှအထက်ကတော့ပြောနေတယ်ပေါ့နော် is happening is before your very eyes and that's why it's become so fast that mark would you have anything to say egypt's been a phenomenal participant i think was steven jerry uh, so marco robio ka le pyo la de bo no egypt ka le di ngain chan yin lan sin ma long wa တော့တိတိကျကျပါဝင်နေတဲ့နိုင်ငံဖြစ်နေတယ်ပေါ့ they can tell you yourselves they hosted the talks here and they're going to play a very important role now in the follow up the implementation of this which is really so aku la me follow up do ma implementation bo no account for the case တွေမှာ Egypt ကသူ့ရဲ့အခိုင်အကဏ္ဍကအရင်ရည်ကြီးနေပါတယ်ဆိုတာသူပြောနေတယ် that's a big up story enough it is uh, transforming the region so aku ka di casa ပြန်လဲတီထောင်ရေးကိစ္စမဟုတ်ဘူးအဲ့လိုအဲ့လိုတသက်မဟုတ်ဘူးပေါ့နော် transforming အတူနကူပြောင်းတာမျိုးကိုကျွန်တော်တို့ကလုပ်နေတယ်အဲ့ဒါအရင်ကြီးကြီးတယ်ဂါဇာပြန်လဲတီထောင်ရေးတသက်မဟုတ်ဘူးပေါ့နော်လုံးဝ transforming လုပ်မယ်ပေါ့နော် Very capable partner here and a tremendous selection of leaders. This is clearly, in my mind, I think in the mind of everyone in this room, probably one of the most important days for world peace. 50 years. So သူပြောနေတယ်ဗောနော်ကျွန်တော်အထင်ပြောရမယ်ကျွန်တော်တွေးပြောရမယ်ဆိုတော့နှစ်ပေါင်း90တွင်းမှာဒီနေ့ကအရေးကြီးဆုံးနေ့တစ်ခုလို့ပဲကျွန်တော်ကတော့သတ်မှတ်ပါတယ်နှစ်ပေါင်း90ပြဿနာပြီးဆုံးနေတဲ့ပြဿနာကြီးမှာအခုကဒီနေ့ကြီးကအရန်မြင့်မြတ်တဲ့နေ့အထူး special နေ့ဖြစ်ပါလို့ဆိုတော့သူပြောနေပါတယ်ဗော Only 50? Maybe. ဆိုတော့အချမ်းကသူ့ကိုပြန်စားတယ်။အာနှစ်90ပဲလား။ဆိုတော့မက်ခရိုကမော်အဲ့ဒါဆိုတော့နှစ်100လောက်ဘောဆင်းမှပြန်ပြောတယ်ပေါ့နော်။မက်ခိုမက်ခိုရိုဘီယိုနဲ့ချော့မီကသူတို့ကအူကအမေနဲ့ဆဆတော့တော့ပြုတ်တကြတယ်ပေါ့နော်။အစည်းအဝေးပါပဲဖြစ်ဖြစ်နေရာတိုင်းမှာလိုပဲခဏခဏစနေကြတယ်ဒီညောက်ကချစ်စရာကောင်းပါလေ။ Alright ဒါကတော့ဒီ ဘလူလို့ပြီးခင်ဗျားတို့ဒီ Jerish နဲ့ with cough ပေါ့နော်ခင်ဗျားတို့ရဲ့ဤပညာပေါ့နော်တန်တမာရေးဆဆိုင်ရင်နဲ့ပတ်သက်ပြီးမှဘာ tactic တွေသုံးနေကြတာဆိုမှမေခွန်းတွေကမေးတာပါဆိုတော့ဒါကတော့ဒီလိုနဲ့ပဲ Egypt တမရရဲ့တွေ့ဆုံပွဲကအထူးဆွဆွအထူးဆွေးနွေးပွဲကအဲ့လားအဲ့လားပါပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှပဲဒီကိစ္စကိုပြချင်တယ်ပေါ့နော်။음ဒီကိစ္စဒီညဒီညမှပဲဒီကိစ္စချင်းပြမယ်။ဟုတ် Monica, who's going to be on the first the first row? Uh, Daka. He's 20, 25, or not? Monica, Monica. အမခေါဆောင်ကတူပြီးတူလာနေတယ်ဟာ ah. ။ဒါကအင်ဒိုနီးရှားကထင်တယ်။ဒါကအင်ဒိုနီးရှားကသမရထင်တယ်။ကမ္ဘာခေါင်းဆောင်တွေနဲ့တပ်ပုံရိုက်ကြတာပေါ့ဗျာနော်။ least 2025 Egypt မှာလုံးကြတယ်ကပခေါင်းဆောင်တွေနဲ့ဆိုကပခေါင်းဆောင်တွေနဲ့တွေ့တွန်းက Donald Trump က bus speech တွင်ပေးထားတာလေသူ့ရဲ့မင်ခွန်းကိုဒီညမှကျွန်တော်ပြန်တင်ပေးမယ်နော် YouTube ကို subscribe လုပ်ပေးကြပါဒီညမှပြန်တင်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့သူ့ speech တွင်ကိုကျွန်တော်အရင်ဆုံးသားထောင်ရအောင်မယ်ဘာပြောဘာပြောခဲ့တယ်ဗီဒီယိုလေးတွားရှာအောင်မယ်ပေါ့နော်ဗီဒီယိုရှာပြီးတဲ့နောက်ပိုင်းမှာတွေ့ပြီးတဲ့နောက်ပိုင်းမှာ Donald Trump ရဲ့ speech ကိုဒီညပြန်တင်ပေးမယ်ဒီညမှ9နာရီလောက်မှပြန်တင်ပေးမယ်ပေါ့နော် ငါကကပခေါင်းဆောင်တူပြီးတူလာပြီးမှဓပုံရိုက်ကြတယ်ပေါ့ဟုတ်တယ် Pinoch. Robi tu? Mà nó biểu đi chả lại mà chứ. Ok. Anh lấy nhé khó sao? Rồi. لا مش حتى اللي احنا فتحناها في الكاميرا هو نركب على لين Uh, da ka UN ye general um council bo no UN council bo so di middle east ye akhang kan da ma UN ကိုယ်တိုင်လေးပါနေတယ်ကဘာခေါဆောင်တယ်အားလုံးပါနေတယ်အားလုံးပါပြီးမှကာဇာနဲ့အစ္စရယ်ရဲ့အကြတွေကလည်းငင်းငင်းချမ်းရေးသူတို့ plan ဆွေးထားတဲ့ကိစ္စတွေကိုအကောင့်ထေပို့ဖို့ဆိုတာက US တခုတည်းတာအဲ့လိုမှမဟုတ်ဘူးနော်အာရဗ်နိုင်ငံအားလုံးအားလုံးနီးပါးပါနေတယ်ပြီးတော့ယူရိုပနိုင်ငံရေးအများကြီးပါလာတယ် UN လည်းပါလာမှာပေါ့နော်ဒီတော့ဒီတော့ဖြစ်ရတာ all right ကဲဒါကတော့အားလုံးခုတွေ့ပြီးမှဓာတ်ပုံရိုက်ထားတဲ့ကိစ္စပါအခုနောက်ကတော့တယောက်ပြီးတယောက်ဓာတ်ပုံရိုက်နေတယ်အခုကတော့ all in one ပေါ့ all in one ဓာတ်ပုံရိုက်ထားပါတယ်ဟာမိုက်တယ်နော်မိုက်တယ်နော်ဆိုတော့ကဘာကြီးကတော့ငိမ့်ချမ်းဖို့အလားလာရှိပါပြီပေါ်တော့ညနာပြီးမှဒီညမှာပဲကပခေါင်းဆောင်တွေ အားလုံးရှိမှဒိုနယ်ထရမ့်ကဘာရင်းပြောခဲ့တယ်ဆိုတော့ဟိုဒီညမှပြန်တင်ပေးမယ်ပေါ့နော်ကျွန်တော်သွားပြီးမှအဲ့ဒီအာကပခေါင်းဆောင်တွေ့ဆုံပွဲဗီဒီယိုကိုသွားလေ့လာအောင်မယ်သွားရှာကြည့်အောင်မယ်ပေါ့နော်ဒီညမှပြန်ဆုံတွေ့မယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတပိုးကြရဲဆိုတော့ YouTube မှာ subscribe လုပ်ပေးကြပါဒီညမှပဲပြန်ဆုံမယ် So thank you so much for watching beautiful people I love you guys take care